မင်္ဂလာပါရှင်ဒီချေတော့ဒီနေ့ကတော့ red ရဲ့ red between ရဲ့ fashion တစ်ခုရဲ့အရေးပါတဲ့အပိုင်းကဏ္ဍလေးကိုရေတော့မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးကတော့ trainer သမားတွေအတွက်အရင်ကိုအသုံးဝယ်မယ်လို့ထင်ပါတယ်နော် အဲ့တော့ run ရဲ့သဘောတရားဒီ equal ing run တက်ခေါလိုက်မယ်။တောင်းခဲဒီ sorry ခွင့်ပိတ်ပြန်ပိတ်လိုက်တဲ့အခါမှာသူကကြပန်းဝင်ရှာပေးရပဲဖြစ်ပါတယ်။ဒါလေးကို share တော့လိုအပ်တယ်ဆိုရင်ဒီမှာ copy ရဲ့ဆွဲပြီးပြန်သုံးလို့ရတယ်။ copy သူကကြတော့ share ကတခြားတနေရာမှာတစ်ခုမှာ gain နဲ့ရိုက်လိုက်တယ်ဆိုလို့ share share တော့ဒီမှာ gain နေရာအပြောင်းလဲဖြစ်တယ်။ gain နေရာအပြောင်းလဲဖြစ်တယ်။ copy ကျွန်တော်ဖြတ်လိုက်တယ်ဆိုလည်း gain နေရာအပြောင်းလဲဖြစ်တယ်။အဲ့တော့ဒီ gain နေရာအပြောင်းလဲမဖြစ်ချင်ဘူးဆိုလို့ရှိရင် right mouse button နဲ့ဖြည့်ပြီးရွှဲ ူနေရာသူပြန်ချလိုက်ပါ copy here as value only ကိုသုံးလိုက်လို့ရှင်ကျွန်တော်ကဒီမှာကိန်းကနန်းလေးတွေပဲကျွန်တော်တို့ကိုတွေ့ရပါလိမ့်မယ် formula မရှိတော့ပါဘူးเนาะနောက်ထပ်တစ်ခုကတော့ကျွန်တော်က run between ပေါ့เนาะ run between ကဘယ်လိုနေရာမျိုးမှာသုံးမလဲဆိုလို့ရှင်ရင်ဒါတို့မှာကကျွန်တော်ကျွန်တော်ကအနည်းဆုံးတန်ဖိုး bottom နဲ့အမြင့်ဆုံးတန်ဖိုး top ရှိတယ်။ bottom နေရာမှာကိုက tick comma ဟာ top နေရာမှာရှယ်တော့တရာပေါ့တစ်ကနေတရာအတွင်းမှာရှယ် data တွေကိုရှပေးပါလို့ရှယ်တော့ပြောခြင်းနဲ့ dwelling page analytics ခေါ်လိုက်တာဆိုရင်တစ်ကနေပြီးတော့တရာအတွင်းမှာရှိတဲ့ကိန်းကနေတွေကိုရှပေးသားမှာပဲဖြစ်ပါတယ်ဒါလေးကို copy ဆွဲလိုက်မယ်ဆိုရင်ဒီမှာကိန်းတွေကမတူညီတဲ့ကိန်းတွေကိုကြာလာမှာဖြစ်တယ်ဒါလေးရတစ်ခုပေါ့เนาะအဲ့တော့ ramp page နဲ့ channel နောက်ထပ်ပါတွက်လို့ရသေးတယ်ဆိုရင် DAD daily တွေချလို့ရပါသေးတယ်အဲ့တော့ date ကို channel က control semicolon စနေရ14ရက်2024ပါ ပရကွန်ဒိုဆီမီကောလန်ဒါဆိုလို့ရှိရင်ကျတို့က14ရက်မဟုတ်တော့ဘဲနဲ့30ရက်ပေါ့နော်ဗနလာပိုင်းကိုသွားခြင်းနဲ့ပိုလာပိုင်းကိုသွားခြင်းနဲ့အဲ့တော့14ရက်နေ့ရနေပြီးတော့30ရက်အတွင်းမှာရှိတဲ့ဒိတ်တွေကိုကျတို့ကကြပေးပါလို့ပြောခြင်းနဲ့ဒါဆိုရင် equal ing red between သွားမယ်တက်ခေါက်လိုက်ပါပြတ်ပေါ်တိုဆွဲနေရာမှာ14ရက်နှစ်လာနေပြီးတော့ top ဆွဲနေရာမှာ30ရက်6လအတွင်းမှာရှိတဲ့ date ကိုချပေးပါအဲ့ဒါခေါ်ချလိုက်တဲ့အခါမှာဒီမှာကျွန်တော်က date ကြလာတော့ကိုတွေ့ရပါလိမ့်မယ်နော် တို့ daily ကြလာပြီ date format လေးဖြစ်သွားပြီဆိုရင်ကျွန်တော်က copy ဆွဲချလိုက်တဲ့ခါမှာအဖြေမထွက်ဘူး။ဘာလို့အဖြေမထွက်တာလဲ double click ခောက်ကြည့်လိုက်ကျွန်တော်ရဲ့ဆဲအွက်ဒီဒီမှာရွေ့သွားလို့ပါ။ဒါဆိုရင်ပထမဆဲအွက်လေးမှာကျွန်တော်ကဒီဆဲလေးတွေကို lock ခတ်ပေးဖို့လိုတယ်။ keyboard ကလည်း F4 ကိုနှိပ်ပေးလိုက်ပါနော်။ဒါဆိုရင်တော့ကျွန်တော်ကဒီမှာဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီကျွန်တော် login နဲ့ နှစ်လပိုင်းကနေပြီးတော့ပိုးလာပိုင်းအတွင်းမှာရှိတဲ့ဒိတ်တွေကိုချပြီးမှဖြစ်တယ်။ဒါလေးကိုချက်တော့ကလုပ်ငန်းခွင်မှာပြန်ပြီးတော့သုံးချင်တဲ့ဒိတ်ပုံစံဖြစ်ပြောင်းချင်တယ်ဆိုလို့ရှိရင်တော့ဖော်မြူလာဖြောက်ပေးလိုက်ပါ။ဖော်မြူလာဖြောက်တာအလွယ်ဆုံးနည်းလမ်းလေးကတော့ right mouse button လေးနဲ့ဖြည့်ဆွယ်သူ့နေရာသူပြန်ချပြီးရင် copy ကြီးက s value only ကိုနှိပ်ပေးလိုက်ပါ။ဒါဆိုဖော်မြူလာဖြောက်သွားပါပြီ။ဒါလေးရထုံနေတူသွားပဲ right click ဆိုပြီးတော့မောင်လေးနဲ့ပြန်ဆွဲ copy here s value audio တော့ပြလိုက်ဒါဆိုရင်ကျွန်တော်က ဘာ rapid တွင်းနဲ့ red rapid တွင်းကိုအသုံးပြုခြင်းအပြင်ကျွန်တော်ကလုပ်ငန်းခွင်မှာနိုင်ငံဆက်ဆက်နဲ့ကြပန်းကိန်းကနေတွေကိုခေါ်လို့ရမှာဖြစ်ပါတယ်။ဒီရှယ်ရတော့ကုမ္ပဏာ Queen and Founder and Trainer ဒေါ်နန်ဂျော့ခါပဲဖြစ်ပါလိမ့်ချင်းဒီနေ့သင်ခန်းစာတွေကဒီလောက်ပါပဲเนาะနောက်ထပ်နောက်ရက်သင်ခန်းစာမှာလုပ်ငန်းခွင်နဲ့အကျိုးရှိပြီးတော့အသုံးပြုစင်မှနေ့လည်းမြောက်ကိုထပ်ပြီးတော့မျှဝေပေးသွားပါမယ်။နောက်ထပ်နောက်ရက်သင်ခန်းစာမှာပြန်လည်ဆုံးဖြတ်ကြပါမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။